တနေ့တိုင်းညအောက်ကင်းရောင်အခြေဆိုင်ခမရ950ခွန်တဲရင်ပေါင်းစစ်ဘိုရန်တက်တာတဲ့နှုတ်တနနနဲ့ယူဆောင်လာပြီးတော့အလင်းဝင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တွင်ပြမာ channel ကနေပရိသတ်များကိုပြန်လည်ကကြိုဆိုလိုက်ရပါတယ်တနေ့တိုင်းတိုင်းတနေ့တိုင်းမျိုးအောက်ကင်းရောင်အခြေဆိုင်ခမရ950ခွန်တဲရင်ပေါင်းစစ်ဘိုရန်တက်တာတဲ့နှုတ်တနနနဲ့ယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြောင်းဤတို့ကကွေတပ်ပွင့်ပေါင်းတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်တဲ့ဌာနထံသို့ပြောဆိုပါတယ် ဇွန်လ19ရက်နေ့မှာအောက်ကင်းရွာခြေဆိုင်ခမာယာ959တိုင်းမှာစစ်မှုရန်တပ်သားတင်နှုတ်တနနလက်ယူဆောင်လာပြီးတော့ဘန်လမော့ရွာနဲ့ပနက်ငယ်ရွာကြားမှာလန်ကင်းတာဝန်ကြားနေစဉ်ထွက်ပြေးလာတဲ့တနင်္သာရီမြို့နယ်ပြည်သူ့ကော်မတီဘွဲ့ပကဖထံမှအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါဗျ။ကျော်တော့အလင်းဝင်ရောက်လာတဲ့စစ်မော်ရန်တပ်သားတဲ့နှုတ်ကရန်ကုန်တိုင်းကျင်းကျိုးပြအမှတ်တေစစ်တင်တန်းလေးကျင်းကြီးကျောင်းမှာစစ်မော်ရန်အပတ်စဉ်တင်တဲ့ကိုမတင်တန်းစစ်မြောက်ဖြစ်ပြီးတော့ MA3 တင်တန်းနှစ်လမ်းကြီးပေါက်ကိုပေါင်း ချီ240တောင်းချီကတစုံတော့ယူဆောင်လာပြီးတနင်္လာမျိုးနဲ့ပြည်သူ့ကော်ဝေးဖွဲ့ပတ်ကမ္ဘာတို့ဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။ထို့သောအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားနှုတ်ကတင်းတန်းကောင်လာနှစ်လခွဲတက်ရောက်ပြီးတော့တနင်္လာရက်တိုင်းပုတ်ပြင်းမျိုးနဲ့ဟစ်ကျမ73မှာမောမန်တင်းတန်းနှစ်ပတ်တက်ရောက်ခဲ့ကရင်းမျိုး103တက်ကိုပို့ဆောင်ခြင်းခံရပြီးထမတစင်းတင်းသားမျိုးနဲ့အောက်ကင်းရာချီဆိုင်ခမိုင်အောင်959တိုင်ကိုရရှိလာခဲ့ဖြစ်ကြောင်းလေးသိရပါရယ် တန်ကြီးယူနေစင်ထွက်ပြေးလာပြီးတော့ကျွန်တော်တို့ဖွဲ့စည်းဆက်သွယ်လာတာပါလလောင်းစင်တော့ MOD ကချင်းမြင့်ဝင်တော့မရသေးဘူးကျွန်တော်တို့ဖွဲ့ကတယောက်ကို30စီချင်းမြင့်မို့စီစဉ်နေပါတယ်တသန်းစစ်စုဆောင်ခံရသူတွေကိုပြောချင်တာကကိုရောက်တဲ့နေရာဒေသမှာကာဝေးတပ်ဖွဲ့ရင်းရှိရင်ရတဲ့နေနဲ့ထွက်ထွက်လာစီချင်တယ်လို့ကြိုဆိုပါတယ်ဆိုပြီးဒီတော့ကာဝေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အကြံဖန်စစ်တပ်ရဲ့စစ်ဗိုလ်ရဲအမိန့်ကြေညာချက်များကြောင့်အတင်အဓမ္မတသန်းစစ်စုဆောင်ခံရသူများပါဝင်ဒီတော့ကာဝေးဘက်မှရက်တီလိုတဲ့တမရတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်တနင်္လာမျိုးတွင်ပြည်သူ့ကာကွယ်ရေးဖွဲ့နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်ဒီဆိုင်ရာတော်လိုင်းတပ်ဖွဲ့များတို့ချိတ်ဆက်ပြီးအလင်းဝင်ရောက်နိုင်ကြောင်းပြည်သူ့ကာကွယ်ရေးဖွဲ့ကအသိပေးလို့ဆိုထားပါတယ်။ဗီဒီယိုလေးကိုစောင်းအောင်ကြည့်ရတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ရက်တွင်မှလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ရအောင်တဲ့သတင်းစောင့်ရမျိုးစုံနဲ့ပြန်လာခဲ့ပါအောင်မရှင်။